ရှလုံးအားလုံးပဲမင်္ဂလာပါ အားလုံးကိုယေရှုနာမ၌နှုတ်ခွန်းဆက်တာပါတယ်မနေ့ကမနေ့မှာတော့ကျွန်တော်တို့ big date ကိုတံပိုးထားဖို့ကာကွယ်ဖို့ကျွန်တော်ဝေမျှခဲ့ပါတယ်မိမိကိုဘုရားတခင် big date ထားတဲ့အရာကိုဘလို့ကာကွယ်ရမလဲဆိုတဲ့ပတ်သက်ပြီးကျွန်တော်အသေးစိတ်ဝေမျှပေးခဲ့ပြီးပြီဖြစ်ပါတယ်ဒါကြောင့်ညီကောင်မတော်ကနားမထောင်ရသေးဘူးဆိုရင်ကျွန်တော်ရဲ့ page ကိုဝင်ပြီးမှမနေ့က video ကိုနားထောင်လို့ရပါတယ်ဒီနေ့မှာတော့အဲ့ဒီရအဆက်ဖြစ်တဲ့ ကျွန်တော်တို့ရဲ့တက်တာမှာကြဆင်းသွားတဲ့ big date ကိုဘယ်လိုမျိုးပြန်တီးဆောက်မလဲဆိုတာ ਨੇ ပတ်သက်ပြီးကျွန်တော်ဝင်မြပေးချင်တာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့တက်တာမှာကျွန်တော်လင်ပိုင်းဆိုင်ရာအရှုပ်ထွေးတွေငွေကြီးအရှုပ်ထွေးတွေကြောင့်မူရီစေဝါ30ကျင်းတွေကြောင့်ကျွန်တော်တို့ရဲ့တက်တာတွေကကြဆင်းသွားနိုင်ပါတယ်ကျွန်တော်မကြဆင်းမှုဆိုရင်တနေ့နေ့တစ်ချိန်ချင်းတကွေ့ကွေ့မှာကျွန်တော်တို့တွေကမလွဲတာမလျှောက်တော့ကြုံတွေ့နိုင်တာဖြစ်ပါတယ် ဘာလို့လဲဆိုတော့ဒီလောကကြီးကစုံစမ်းခြင်းတွေးဆောင်ခြင်းတွေနဲ့ပြည့်နှက်နေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့တတိလက်တဲ့မျက်စိတမိတ်တွေမှာဘာမဆိုဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီနုတ်ကပတ်တော်ကိုတည်တည်ကြကြလေးမှတ်တမ်းတင်ထားပြီးမှတ်ထားပွင့်အတွက်အရန်ရေးကြည့်ပါတယ်။ ျွန်တော်ရဲ့တက်တာထဲမှာအဲ့ဒီအရာတွေကြာစင်ခြင်းတွေတွေးဆောင်ခြင်းကြောင့်ကျွန်တော်ရဲ့တက်တာမှာဗိတ်ဒိတ်ကြတဲ့တက်တာတွေဖြစ်လာပြီဆိုရင်ကျွန်တော်ရဲ့အမှုတော်တွေကျွန်တော်ရဲ့မိသားစုအရေးတွေကျွန်တော်ရဲ့ခံစားချက်တွေကျွန်တော်ရဲ့အတွေးတွေမှာအများကြီးထိခိုက်စေပြီးမှကျွန်တော်ရဲ့အတ္တတာကိုအားနည်းစေပါတယ်ကျွန်တော်တို့ဒါကြောင့်မလို့ဖရာသခင်ကိုယ့်ကိုချီးမြှောက်ထားတဲ့မူလနေရာဗိတ်ဒိတ်ခြင်းကိုကျွန်တော်ပြန်ရခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့တက်တာမှာပြုလို့ရမယ့်အချက်ကလေးတွေ ရှိပါတယ်။ဘုရားတခင်တင့်ကိုပြန်အသုံးပြုစေခြင်းနဲ့ဆိုရင်တင့်ရဲ့တတ်တာမှာပြင်ဆင်ရမယ့်အချက်ကလေးတွေရှိပါတယ်။ဒီနေ့အဲ့ဒါကိုကျွန်တော်ဝေမျှပေးကြပါမယ်။နံပါတ်1ကျွန်တော်တို့နောင်တရပွဲအတွက်အရေးကြီးပါတယ်။ရှင်ယောဝါရစာပထမဆုံးခန်းကြီးတဲ့အញ្ញံကိုမှကိုယ်ပြစ်တို့ကိုဖော်ပြတောင်းပန်ရင်ဘုရားတခင်ကခွတ်လွတ်တယ်လို့အတိအကျပြောထားပါတယ်။ဒါကြောင့်အတ္တတာမှာကြဆင်းသွားတဲ့ဗိတ်တိတ်ကိုယ့်ရဲ့တတ်တာမှာတစ်ခုခုကြောင့်ကိုယ့်ရဲ့တတ်တာ ွေးဆောင်ခြင်းကြောင့်ကြဆင်သွားပြီဆိုရင်အတ္တတမှာအရင်ဦးဆုံးလောက်ရမယ့်တကူကစစ်မှန်တော်နောင်တရဖို့လိုအပ်ပါတယ်စစ်မှန်တော်နောင်တရတဲ့အရာဆိုတာအခုနောင်တရလိုက်ခဏနေပြန်လုံးလိုက်အခုနောင်တရလိုက်အခဏနေပြန်လုံးလိုက်ကိုပြောတာမဟုတ်ဘူးစစ်မှန်တော်နောင်တဆိုတာတခါမားခဲ့ပြီးဘယ်တော့မှအဲ့ဒီအမားကိုထပ်မမားပဲဖရာရဲ့ဘက်ကိုဒီဇိုင်းမမတ်လိုက်ခြင်းဖြစ်ပါတယ်လူဟာအမားနဲ့မကင်းပါဘူးလူတိုင်းဟာမာတတ်ပါတယ်ဒါပေမဲ့ထိုအမားကိုပြန်မမားဖို့ အရန်ရေးကြည့်ပါဒါကြောင့်စစ်မှန်တော်နောင်တရပြီမှ ကျွန်တော်ရဲ့တက်တာမှာဖရားရဲ့အတုံးတော်ကိုခံမယ်စစ်မှန်နဲ့နောင်တရပြီကျွန်တော်ရဲ့တက်တာထဲမှာဖရားရဲ့အမှုတော်ဖရားရဲ့နောက်ကိုလိုက်မယ်ဆိုရင်ဖရားကကျွန်တော်တို့ကိုပြန်ပြီးမှအတုံးပြုနိုင်တာဖြစ်ပါတယ်အဲ့ဒီအခါမှာကျွန်တော်ရဲ့တက်တာထဲမှာစစ်မှန်နဲ့နောင်တရတဲ့အခါမှာဖရားဟာကျွန်တော်ရဲ့အထက်မှာနှလုံးသားအစ်စ်ကိုအစားထိုးပေးပါတယ်နှလုံးသားအစ်စ်ရောက်လာတဲ့အခါမှာလူဟာစိတ်အစ်စ်လူအစ်စ် ဖြစ်သွားပါတယ်။ဒါကြောင့်ဒါဝိမင်းကြီးကဘာဒီရှိပါနဲ့ပြတ်မှာပြီးနောက်ပိုင်းမှာသူနောင်တရပြီးမှဘုရားကိုတောင်းပန်တဲ့ခါမှာဘုရားကသူ့ရဲ့နှလုံးသားထဲမှာအတ္တတော်နှလုံးသားကိုထည့်ပေးပါတယ်။အတ္တတော်နှလုံးသားရတဲ့ခါမှာဒါဝိဟာယနေ့အပြည့်ရှိခြင်းတန်လျာရှိခြင်းစွတ်စွဲခြင်းညားတဲ့ကနေသူလွတ်မြောက်လာပြီးမှစိတ်အတ္တလူအတ္တနဲ့ဘုရားရဲ့အမှုတော်ဘုရားရဲ့နိုင်ငံတော်ဘုရားအတွက် တာ၍စက်ကလန်လာကိုတွေ့ရပါတယ်။တင်းရင်တတ်တာထဲမှာငွေကြီးအရှုပ်တွေကြောင့်ညင်လင်ပိုင်းဆိုင်အရှုပ်တွေကြောင့်မွေးစေဝအရှုပ်တွေကြောင့်ပြောပြလို့မရတဲ့တွေးဆောင်ဖျားမှုကြောင့်တင်းရင်တတ်တာမှာကြာစင်းခြင်းတွေစပြီးမှဖြစ်လာပြီဆိုရင်စစ်မှန်သောနောင်တရပြီးမှဖရားဘက်ကိုပြန်လဲပါ။ဖရားဟာစစ်မှန်သောနောင်တရပြီးလှည့်ပြန်လာတဲ့သူ့ရဲ့တာတမီတိုင်းကိုအတုံးပြူတဲ့ဖျားရှင်ဖြစ်ပါတယ်။နံပါတ်2ကတော့ကျွန်တော်ရဲ့တတ်တာထဲမှာဖရားတခင်ရဲ့နော်ချစ်ချင်းမြတ်တာကိုကျွန်တော်နားလေလက်ခံသဘောပေါက်ဖို့အတွက်အရင်အရေးကြီးပါတယ် နော်ကျွန်တော်တို့နောင်တရပြီဖခင်ဘက်ကိုပြန်လဲပြန်ပြီးငါ့ကိုဖခင်ကခွလွတ်တယ်ငါ့ကိုဖခင်ကချစ်တယ်ငါ့ကိုဖခင်ကတန်ဖိုးထားတယ်ဒါကြောင့်ဖခင်ငါ့ကိုဆက်ပြီးမှအသုံးပြုမှဖြစ်တယ်ငါနဲ့အတူဖခင်ရှိတယ်ဆိုကျွန်တော်ကဘာလို့ပို့လဲဆိုနားလေလက်ခံပြီးမှတဘောပေါက်ဖွင့်အတွက်အရင်ရေးကြည့်ပါအဲ့ဒါကဘာကိုပုံဆောင်လဲဆိုကျွန်တော်တို့အပြစ်တရားဝတ်စုံကိုချွတ်ပြီးမှယေရှုခရစ်တော်ရဲ့ခွလွတ်ခြင်းယေရှုခရစ်တော်ရဲ့ကြီးစုတော်ကိုကျွန်တော်တို့ကယူတင်ဝတ်ဆောင်တာဖြစ်ပါတယ်မဟုတ်ရင်ကျွန်တော်အစ်တွေလာလူမျိုးတွေလိုမျိုးအဲဂရုတ်ပီကာတာထွက်လာမိမယ်လေစိတ်ထမ်းမှာ 这个路单打的，是干嘛标的？ ဒီနေ့ဒီလိုပဲကျွန်တော်တော်တော်များများလေဘုရားကခွင့်လွတ်တယ်ဘုရားကပြန်အသုံးပြုတယ်လို့နားလည်နေကြတယ်တိနေကြတယ်ဒါမဲ့လက်မခံတဲ့အခါမှာကျွန်တော်တို့ကအသိရဲ့ဆွဆွဲခြင်းတွေအောက်မှာမင်းကဘလောက်ဖြူစင်နေလို့လဲဘုရားရဲ့အတွက်ဆက်ကတ်တယ်လို့ဆိုတာဖြူစင်နေမှဆက်ကတ်ဘုရားရဲ့နိုင်ငံတော်အတွက်တွားတယ်ဆိုတာစူတောင်းတယ်ဆိုတာဘုရားရှင်အပြစ်ကင်းတဲ့တွေပဲစူတောင်းဆတဲ့ဆွဆွဲခြင်းတွေအောက်မှာအပြစ်ရှိတယ်လို့ခံစားပြီးတော့မှအမှုတော်တွေကိုမတွားရဘူးမဆက်ကတ်ရတဲ့ဖြစ်လာတဲ့မဟုတ်ပါဘူးကျွန်တော်နားလေလက်ခံသဘောပေါက်ရမယ့်ဘုရားငါ့ကိုချစ်တယ်ဘုရားတကယ်ချစ်ခြင်းမေတ္တာရှိ င်းဖြစ်တယ်။ဖျားငေါအတုံးပြုတ်ကျင်တယ်။ဒါကြောင့်ငါဒီနေ့ဆိုင်က နောင်တရတယ်။ငါဖျားဘက်မှာငါပြန်လှည့်တယ်။ငါဖျားတကယ်ငါ့ကိုအတုံးပြုတ်မယ်ဆိုငါနားလေတယ်။ငါလက်ခံတယ်ဆိုတော့ကျွန်တော်တို့ကစိတ်ထဲမှာအောင်းမေးပွင့်အတွက်ရန်ရည်ကြီးပါတယ်။ဒါကြောင့်တင်ကတခုခုကြောင့်တင်ကြဆင်းသွားတယ်ဆိုရင်တင်နောင်တရပါ။နောင်တရပြီးရင် တင်ဖရားရဲ့အမှုတော်ထဲမှာနှိမ်ချစာပြန်ပြီးမှလှည့်ပြန်ပြီးမှအစီခံပါအတုံးတော်ခံပါနောက်တစ်ခုတင်အဲ့ဒီအတုံးတော်ခံတဲ့အချိန်မှာပဲဖရားငါကိုအတုံးပြုတ်အောင်မယ်ဖရားငါကိုကောင်းကြီးပေးအောင်မယ်ဖရားငါကိုချစ်တယ်ဆိုပြီးမှနားလေပါလက်ခံပါအတိမတ်ပြုတ်ပါနောက်နံပါတ်၄ရတော့ပါလဲဆိုရင်ရှေ့ဆက်သွားပါအတိတ်ကိုမหนีပါနဲ့အနောက်ကိုမလဲကြည့်ပါနဲ့အနောက်မှာဖြစ်ပြီးတဲ့အရာလုံးကပြီးသွားပြီတင်ဘာမှသွားပြင်လို့ မရတော့ဘူးတင်းအဲ့တော့တင်းကြေကွဲပြီးမှငါ့ဘဝမှာမဖြစ်ခင်ကောင်းပါဆိုပြီးတင်းစဉ်းစားနေလို့လဲဘာမှပြောင်းလဲလာမှာမဟုတ်ဘူးဒီနေ့တင်းကဘုရားတခင်ဘက်မှာနောင်တရရပြီ ပြန်လဲပြန်ပြီးပြီဘုရားတခင်ငါ့ကိုချစ်တယ်ဆိုတဲ့အတိမတ်ပြုနားလဲလက်ခံပြီးရင်တင်ရှိကိုဆက်ဖို့ပဲဖြစ်တယ်တင်ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့တော့တင်အိမ်တော်မဲ့ကွဲခဲ့ကိုခဲ့တင်ရဲ့တတ္တမှာကုန်းကောက်ဆံမရှိအောင်ဆင်းရဲပဲဆင်းရဲဆင်းခဲ့တင်တခုခုကြောက်တင်ဘွားမှာထိကြိုက်ပဲနာကျင်ခဲ့နာကျင်ခဲ့တင်လိုရဲမဲ့တကွာပါလို့ဆိုရင်ရှေ့ဆက်တော်ပွင့်အတွက်ပဲအရင်အချင်းတင်ကိုအထင်သေးတဲ့အတန်နေတင်ကိုကဲ့ရဲတဲ့အတန်နေတင်ကိုဝေဖန်တဲ့အတန်နေအားလုံးကိုကြောခံပြီးမှဘုရားတခင်ကိုပဲအာယုံဆိုက်ပြီးမှကိုတော့ကျွန်တော်ကိုတော့မှာကျွန်တော်ဒီမှာ ကိုရောတော့ကျွန်တော်အစင်တင်ရှိပါတယ်ကျွန်တော်ဒီမှာကိုရောတော့ကျွန်တော်ဆက်ကပ်ဖွင့်အတွက်အစင်တင်ရှိပါတယ်ဆိုပြီးတင်ဝင်ခံပြီးမှရှေ့ဆက်မယ်ဆိုရင်ဘုရားတခင်တင်ကိုချီးမြှောက်လာမှာဖြစ်ပါတယ်ဒါကြောင့်ဘုရားတခင်ပြန်ပြီးအတုံးပြည့်သူတွေအားလုံးကိုကြည့်မယ်ဆိုရင်တို့တွေကလူတွေစီကနေ နော်ခွင့်လွှတ်ခြင်းကိုရဖို့အတွက်လူတွေရဲ့အတန်တွေလိုက်နာထောင်တာမဟုတ်ဘုရားတိခင်ရဲ့ခွင့်လွှတ်ခြင်းကိုအရင်ခံတယ်ဘုရားရဲ့ခွင့်လွှတ်ခြင်းဘုရားရဲ့အတုံးပြုခြင်းခံတဲ့အခါမှာလူတွေကပြန်ပြီးမှလက်ခံလာတာကိုကျွန်တော်တွေ့ရတာဖြစ်ပါဒါကြောင့်မိတ်ဆွေတက်တာမှာအကြောင်းမင်းမျိုးကြောင့်ပိတ်တိကြဆင်းခဲ့တယ်ခြေကျော်လက်ကျော်ဖြစ်ခဲ့တယ်တတိလက်လွတ်ဖြစ်ခဲ့တယ်ဆိုရင်စစ်မှန်တော့နောင်တရပါပြန်လှည့်ပါဘုရားတိခင်ကိုယ့်ကိုခွင့်လွှတ်တယ်ဆိုအတိမတ်ပြုပြီးမှလက်ခံပါ အသက်ရဆွဆွဲခြင်းအောက်မှာမနေဘဲနဲ့ပြစ်စုံပံမှာဖရားကိုပဲမျောကြည့်ပြီးမှဖရားတခင်အတွက်ဆက်ပြီးမှအစီခံပြီးမှဖရားတခင်အတွက်ပဲရှေ့ဆက်ပါတင့်ရဲ့ခန္ဓာတင့်ရဲ့စိတ်တင့်ရဲ့အစွမ်းအင်တင့်ရဲ့ငွေကြေးတင်ရပိုင်ဆံမှုအားလုံးကဖရားအတွက်ဖြစ်ပါစေ။တင်ဖရားအတွက်တင်အာယုံဆက်ပြီးမှဆက်ကန့်ရင်ဖရားကတင်ကိုတင်ဖရားကတင်ကိုပြန်ပြီးအတုံးပြလာမှဖြစ်တယ်။တင်ခြေချော်လက်ချော်ဖြစ်ပြီးမှကြဆုံခံတင်ရဘိတ်တိချင်းနဲ့အားလုံးဖရားကတဖန်ပြန်ပြီးမှတင်ရပေါ်မှာ တွန်းလောင်းပေးမယ်တင့်ကိုကောင်းကြီးပေးမယ်တင့်ကိုဘုရားကကြီးမားစွာအထုံးပြုလာမှာဖြစ်ပါတယ်နှုတ်ကပတ်တော်ပင်ဖြာရှင်အလုံးကိုစကားပြော၍ကောင်းကြီးပေးပါစေ